ရှိဥစွာဘုရားသခင်ခြေတော်ကိုချီးမွမ်းပါれ။အားလုံးမင်္ဂလာပါခမ ्या ။ဒီနေ့တော့အသက်ရှင်သောသူနှင့်တည်သောသူတို့ကိုတရားစင်သောဘုရားဆိုရက်ခေါင်းစဉ်နဲ့ဝင်ငှတ်တော်မှာဖြစ်ပါれ။တိပိခံ၄စပိုက်96ကိုဖတ်ပါမယ်။တို့ဖြစ်၍အသက်ရှင်သောသူတို့ကို၎င်းတည်သောသူတို့ကို၎င်းတရားစင်ခြင်းကအသင့်ရှိတော်မူသောသူရှိ၌ ထူသူတို့သည်စစ်ကြောခြင်းကိုခံရကြလတ္တထူအကြောင်းကြောင့်လူတို့ရှင်း၌ကိုခန္ဓာအဖြစ်အပြစ်စင်ခြင်းကိုခံရတော်လဲဖျားသခင်ရှိတော်၌စိတ်ဝိညာဉ်အဖြစ်အသက်ရှင်မိကြောင်းတည်တော်သူတို့သည်ဧဝံဂေလိတရားကိုကြားရကြ၏ပြောပါတယ်ဆိုတော့ဒီအသက်ရှင်နေတဲ့အချိန်မှာဧဝံဂေလိကိုကြားပြီး နော်ယုံတဲ့သူရှိတယ်မယုံတဲ့သူရှိတယ်နော်ပြီးရင်မကြားလိုက်ပဲတည်သွားတဲ့သူရှိတယ်အဲ့လိုပြောချင်တာနော်အဲ့တော့သူကအသက်ရှင်နေတဲ့ချိန်မှာအေးဝံလေးတရင်ကို ကြားပြီးနော်ယုံကြောယုံကြည်တော့သူတော့မမယုံကြည်တော့သူကသူကဘသူတွေလဲလို့ပြောရင်တော့ဒီနေ့ ယုံကြည်သောသူကတော့ကျွန်တော်သိပြီးသားဖြစ်ရမယုံကြည်သောသူကဘာတူလဲဆိုရင်တော့ဒီနေ့ယောမအခန်း30ပတ်78မှာဟာဒီဒီချမ်ပါအရာဆိုတော့ no eight လက်ထက်နော်ကနေစပြီးတော့မှနောက်ပိုင်းလူဖြစ်သည်မြတ်တော့လူသားတွေအားလုံးတို့ဟာလူသားတွေအားလုံးတို့ဟာနော်ကဘာကြီးကိုဖယားသခင်ကရင်းနဲ့ဆေးကြောပြီးစင်ခဲ့တယ်ပြီးရင်လည်းတော့ တုံနဲ့ကောမောရာမြို့ကိုမိနဲ့ဖြစ်စည်းခဲ့တဲ့စသဖြင့်အဲ့ဒီတရင်ကိုတားစင်မြင့်ဆက်တော့ကြားခဲ့ကြတယ်တဲ့နော်ကြားခဲ့ကြတယ်ပြီးရင်လည်းအဲ့ဒီမှာနော်ဒီရှေးပရိုဖက်ကြီးတွေကအေဝံဂေလိတရင်ကိုနော်ပြောခဲ့တဲ့အရာတွေအားလုံးကိုတဲ့လူသားတိုင်းကကြားနိုင်တယ်တဲ့ကြားနိုင်အောင်ဘုရားသခင်က တို့ကိုကြားခွင့်ပေးပြီးသားဖြစ်တယ်နင်းမျိုးစုံနဲ့ပေါ့နော်တချို့ကောင်းကင်ကနေကြားတယ်တချို့ငှက်တွေကိုကြည့်ပြီးကြားတယ်ဖျားသခင်ရှိကြောင်းကဲတင်နဲ့ဖျားဖြစ်ကြောင်းရာတိဥတုအဖျင်တက်ပင်နဲ့အဖျင်လူချင်းချင်းအဖျင်တရိတ်ဆန်အဖျင်မြင့်မြို့ပေါ့လူတိုင်းဟာတဲ့အေဝံဂေလိနော်ကဲတင်တော်မူခြင်းတရားဖြစ်တဲ့အေဝံဂေလိတရားကိုကြားကြတယ်တဲ့နင်းမျိုးစုံနဲ့ ဘုရားသခင်ကြားစေတယ်မကြားဘဲနဲ့အဲ့နောက်ပိုင်းမှာတည်ရလို့မရှိဘူးအဲ့ဒါကြောင့်အသက်ရှင်တော်သူတို့တရားစင်ချင်းခံရတယ်ဆိုတာကသူတို့တွေအလုံးပါတယ်အခုတည်ပြီးသားတွေလည်းပါတာပေါ့အခုရှင်နေတဲ့သူလည်းပါတာပေါ့နောက်ရင်နောက်ပိုင်းတည်ပြီးသားနော်အဲ့ဒါပြောချင်တယ်အဲ့တော့အဲ့အသက်ရှင်တော်သူတွေဟာတရားစင်ချင်းခံရမယ်ယေရှုခရစ်ကတရားစင်မယ်ပြီးရင်တော့တေတော်သူလည်းတရားစင်ချင်းခံရတယ်ဆိုတာ ယေရှုကတရားစီရင်မယ်ဆိုတော့ဘာကြောင့်လဲဆိုတော့နော်ဒီအောက်ပိုင်းလဲကျွန်တော်ဖတ်ချင်တယ်တစ်ပေခန်း3ဆပတ်19နဲ့20မှာနော်အင်းဝင်လေးတရင်ကြားတဲ့သူတွေဘယ်သူလဲပေါ့ထိုဝိညာဉ်တော်အဖြစ်လဲကြွသွားတော်မူ၍ယေရှုနော်တင်ချင်းမြစ်စုဟိုလောကတိုင်းမှာတည်တယ်ပေါ့နော်တည်ပြီးတော့မှ3ရက်တကြိုတဲ့ချိန်မှာဝိညာဉ်တော်အဖြစ် sorry နော်ကြွသွားတော်မူ၍ ယခုထောင်ထဲမှလောင်ထားသောဝိညာဉ်တို့အားတရားဟောတော်မူ၏ထိုဝိညာဉ်တို့မူကားရှေးကာလနှောဤလက်ထက်၌နေသောသူတို့တူသောလူရှိယောက်တို့ကိုရေအားဖြင့်ကယ်ဆယ်သောတဲမောကို တီလုတ်စင်တွင်ဘုရားသခင်ခံတီတော်သည် silent တော်မူတော်လဲနားမထောင်သောဝိညာဉ်ဖြစ်တည်းထောင်ထဲမှလောင်ထားတဲ့ဝိညာဉ်ဆိုတာကမှတ်ထားပါ ကဘာဦးကနေအခုချိန်ထိတည်နေတဲ့ဝိညာဉ်ပြောတာမဟုတ်ဘူးနော်ကဘာဦးကနေနော်ဤလက်ထက်ထိတည်ခဲ့တဲ့ဝိညာဉ်တွေဟာသူတို့ကအဲ့လိုအပြစ်စင်ချင်းတွေမမြင်ဘူးတလောကလုံးအပြစ်စင်တာတွေတောရုံနဲ့ကောမောရကဲတော့အပြစ်စင်တယ်သူတို့မမြင်ဘူးသေးဘူးဆိုတော့သူတို့ကအေဝံဂေလိတရင်ကိုမကြဘူးပဲနဲ့နော်ဖျားသခင်ကတိတ်ခံပြီးတော့မှ စောင့်ဆိုင်ပေမဲ့เนาะသူတို့ကဟိုအေးဝန်ကလေးတရင်ကိုမကြားရှာဘဲနဲ့နောင်တလည်းမရရှာဘဲနဲ့เนาะမယုံကြည်ဘဲနဲ့သူတို့ကတေကြတယ်ပေါ့တေကြတယ်အဲ့တော့မယုံကြည်ဘဲတေတယ်ဆိုရင်လည်းပြောရတော့ခက်တော့ခက်တယ်ဘာလို့ဆိုတော့မကြားဘူးသေးဘူးလေသူတို့ကเนาะမကြားသေးဘူးသေးဘူးအဲ့ဒီခါမှာအဲ့ဒီဝိညာဉ်တွေအားလုံးကိုသူကထောင်ထဲမှာချုပ်ထားတယ်တဲ့ထောင်ထဲမှာ တချို့ကအဲ့ဒါနော်ယေရှုရဲ့ဝိညာဉ်ကမရဏနိုင်ငံမှာဆင်းပြီးတော့မှတရားဟောတယ်လို့အ ਨੇ ဖွင့်တာတွေ့ရတယ်။နောက်တစ်ခုကတော့မရဏနိုင်ငံမှာကျွန်တော်ငရဲကြမဲ့တံကိုကိုစားတော်ခံတယ်လို့အ ਨੇ ဖွင့်တာလည်းရှိပါတယ်။ဒီနေ့တော့သူက Bible knowledge ပေါ့နော်။ကျမ်းစာဘုဒ္ဓတာအနေနဲ့ပြောပြတာပါ။ခွားရစရာတော့မရှိဘူးပေါ့နော်။တရားတော့နားထောင်ပါအရေးကြီးတယ်။နော်။ အဲ့တော့ဒီချုပ်ထားတယ်ဆိုတာက noi လက်ထက်ကဟာဖြစ်တယ်လူသားအလုံးမဟုတ်ဘူး noi လက်ထက်ကဘာဦးကနေ noi ထိဒီကရဝိညာဉ်တွေကိုချုပ်ထားတယ်ဆိုတာငရဲမှာမဟုတ်ပါဘူးသိဖို့ကအဲ့တော့ငရဲမှာသာချုပ်ထားရင်တော့လာဇရုနဲ့တထေးကြီးအကြောင်းကိုဖတ်တဲ့ခါမှာနော်လာတထေးကြီးကငရဲမှာနောင်တရနေတာတရားကိုတော့ဟောစရာမလိုဘူးတရားတော့ဟောရင်တော့ငရဲမှာကြားတဲ့သူအလုံးက အကုန်ယုံပြီးကောင်းကင်ဘုံရောက်မှာပေါ့ငရဲရောက်ရင်လဲလွတ်ရလမ်းရှိတယ်လို့ဖြစ်သွားမှာပေါ့မှားပါတယ်အဲ့ဒါအဲ့လိုအယူဆကနော်ယေရှုကငရဲမှာတရားတော်ဟောတာမဟုတ်ဘူးအခုချုပ်ထားတယ်ဆိုတာကတနေရာဖြစ်တယ်ငရဲမဟုတ်ဘူးနော်သူတို့ကဘာမှမသိနိုင်တဲ့နေရာမှာအင်းဝင်ကလေးတရင်လေးမှကြားတဲ့နေရာငရဲလည်းမမြင်ရတဲ့နေရာကောင်းကင်ဘုံလည်းမသိတဲ့နေရာမစ္စိဘေနာပေနဲ့ဘာမှမသိတဲ့နေရာမှာဖခင်ချုပ်ထားတာ အဲ့တော့သူတို့ကအင်းဝင်လေးတရင်မကြဘူးသေးတော့ကြောင့်ယေရှုကသူ့ရဲ့ဝိညာဉ်တော်အဖြစ်ဆင်းကြွပြီးတော့မှအင်းဝင်လေးတရင်ကိုသွားဟောတာဖြစ်တယ်အဲ့ဒါတေတော်သူဆိုတာအဲ့ဒါအင်းဝင်လေးကြားတယ်ဆိုတာနော်သွားဟောတာဖြစ်တယ်အဲ့ဒီမှာယုံကြည်တော်သူကတော့နော်သူကကောင်းကင်ဘုံရောက်မှာပေါ့ယူလေးပဲမယုံကြည်တော်သူကတော့မရဏနိုင်ငံရောက်ပြီပေါ့အဲ့ဒီမောင်မိုက်ချုပ်ထားတဲ့နေရာရှိမှမဟုတ်တော့ဘူးပေါ့အဲ့ကာလနောက်ပိုင်းကစပြီး ဒီလိုဖြစ်ပါတယ်ကျန်းစာရเนาะနောက်တစ်ခုကသူကဒီလိုယေရှုကကျွန်တော်ငရဲတံအတွက်ငရဲမှာเนาะတချို့က၃ရက်တံတော့ခံတယ်လို့ပြောတယ်ဗောသူက၃ရက်မြောက်တော့နေ့မှာရှင်ပြန်ထမြောက်တာကိုเนาะဟိုဝိညာဉ်ထပြီးတော့ကောင်းကင်ဘုံအရင်သွားတယ်ပြီးရင်ငရဲမှာတံတော့ခံတယ်တော့ခံပြီးတရားပါတော့ဟောတယ်အနဲ့ဖွင့်တာဗော အဲ့တော့ယေရှုကငရဲမှာကျွန်တော်တို့အတွက်တန်ခံပြီးတော့မှကျွန်တော်ကိုရွေးနှုတ်တာမဟုတ်ပါဘူးဒါလေးလဲကျွန်တော်ဟိုကိုယ်ပဲပြန်နားလည်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ဒီနေ့နော်ဒီအားလုံးသိပါတယ်ကျမ်းစာမှာလေယောဟန်ခန်းတစ်စာပတ်29မှာဤလောကရဲ့နော်အပြစ်ကိုဆောင်သွားသောဘုရားသခင်တိုးတငယ်တိုးတငယ်ပြင်ပါလဲဆိုတော့ဒီတိပ္ပိခန်းတစ်စာပတ်29မှာလဲ အဘယ်အပြစ်မျှမရှိအညစ်အကြေးနဲ့ကင်းစင်သောတိုးတငယ်ကဲ့သို့သောခရစ်တော်အသွေးတော်မြတ်နှင့်ရွေးတော်မူသည်ကိုသိမှတ်ကြလော့အဲ့ဒီအသုံးလုံးတွေသတိထားပါဟာအတိတ်ဘက်ကပါလဲဆိုတော့တိုးတငယ်လို့ပြောတာကပတ္တကာတိုးတငယ်ကိုပြောနေတာဖြစ်တယ်နော်အဲ့တော့သူ့ရဲ့ပတ္တကာရဲ့အသွေးအဖြစ်နော်အသားစားကြတယ် အသက်ရှင်တဲ့ခန္ဓာကိုသက်ရှင်ဖို့အသွေးတုတ်လင်းကြတဲ့အိမ်ပေါ်နော်ထုတ်မှာတကားထုတ်မှာအပေါ်အောက်ဘေးပေါ့အဲ့ဒါအဖြစ်ဖခင်ခင်ဂျုံဘွားကနေကယ်တင်ခဲ့တဲ့အကြောင်းပြောနေခြင်းဖြစ်တယ်ဆရာကတော့ယေရှုခရစ်တော်ကငရဲသွားပြီးကျွန်တော်တန်ခံပေးတာမဟုတ်ပါဘူးလေဝါကတိုင်မှာနော်တိုးတငယ်ကဲ့သို့အသွေးသွင်းတယ်အဲ့ဒါအဖြစ်ကျွန်တော်ကယ်တယ်လို့ပြောနေခြင်းဖြစ်တယ်ဥပမာကလတိခန်းသုံးစာပတ်73မှာဆိုရင်နော် ်တက်တိုင်၌ဆွဲထားခြင်းခံရသောသူတိုင်းကျင်ချင်းကိုခံရသောသူ ဖြစ်သည်ဟုကြစားလာသည်နှင့်ဤခရစ်တော်သည်ငါတို့အတွက်ကြောင့်ကျင်ချင်းကိုခံရသောသူဖြစ်၍ငါတို့ကိုပြည့်ညတ်တရားကျင်ချင်းမှရွေးနုတ်တော်မူ၏ကဲယေရှုကကျွန်တော်တို့ကိုဘယ်မှာရွေးနုတ်ရလဲကျွန်တော်ကျင်ချင်းကိုသူဘယ်မှာခံပေးလဲငရဲမှာတော့ခံတာမဟုတ်ပါဘူးလဝါကတိုင်မှာခံပေးတာဖြစ်ပါတယ်အဲ့ဒါလေးတွေပေါ့နော်ကျွန်တော်တို့ဟိုဘလုခေါမလဲဆေရနာနဲ့ ျမ်းစာကိုအနဲ့ဖွဲ့မသွင်းတင်တာကောင်းတော့ကောင်းပေမဲ့နော်အလွဲမသွားရင်မကောင်းဘူးပေါ့မကောင်းဘူးပေါ့ယေရှုကငရဲမှာကျွန်တော်တို့ဒဏ်ခံပေးတာမဟုတ်ဘူးလေဝါကရမှာခံပေးတယ်နားလိုက်ဖို့ပြီးရင်ယေရှုကငရဲကြတဲ့သူကိုသွားတရားဟောတာမဟုတ်ဘူးကဘာဦးကလည်းနော်လက်ထက်တိနော်တည်တဲ့ဝိညာဉ်တွေကိုတတ်တတ်တနေရာမှာနော်အကောင်ဆိုးဘာမှမမြင်ရမကြားတဲ့နေရာမှာချုပ်ထားတာဖြစ်တယ်အဲ့မှာသွားတရားဟောတယ်ယေရှုက ဟောရခါမှာယုံကြည်တော်သူကပရိသတ်သူဘုံရောက်မှာရောက်သွားပြီမယုံကြည်တော်သူအလောင်းမရဏနိုင်ငံရောက်သွားပြီဖြစ်တယ်ဒါလို့ကိုယ်ပဲပြပြနော်နားလည်ဖို့ဖြစ်ပါတယ်နော်အဲ့တော့ဒီနေရာမှာရှိတဲ့လေဒီဟိုဘာလဲဆိုရင်တော့ဒီမောင်မိုက်အချုပ်မောင်မိုက်တန်ကျိုးတို့ဘာလို့လဲကျွန်တော်တို့ဒါဒီမှာဘာတွေ့ရလဲဆိုတော့တစ်နှစ်ပေခန်းနဲ့စာပိုက်လေးမှာ ပြမသောကောင်းကင်သမန်တို့ကိုဖျားသခင်တည်းနှမျောတော်မမူငရဲတဲ့တို့ချလိုက်ပြီးမှစကြောစင်ချင်းလုံးကချုပ်ထား၍မောင်မက်တန်ကျုံးနဲ့ချင်းတော်တော်မူ၏ဆိုတာအာရာကနေရာတတ်တတ်ဖြစ်ပါတယ်ခုနနေရာမဟုတ်ပါဘူးငရဲလည်းမဟုတ်ဘူးငရဲမှာချပြီးမှမောင်မက်တန်ကျုံးမှာချင်းတော်တယ်ဆိုတာအဲ့ဒီကောင်းကင်သမန်တွေကလူစီဖာအဖွဲ့တွေမဟုတ်ဘူးလူစီဖာအဖွဲ့တွေကမချင်းတော်ထားဘူး ဒါလေးလေကျွန်တော်တို့ကိုယ်ပဲပဲသိဖို့လိုတယ်เนาะချင်အောင်ထားတဲ့ဝိညာဉ်တွေရှိတယ်ဥပမာဆိုကြပါစို့ဟိုယုဒခန်းတစ္ဆာပိုက်6မှာထိုမရပါမိမိအခွင့်အရာကိုမဆောင်မိမိတို့နေရာအရက်ကိုစွန့်ပစ်သောကောင်းကင်သမန်တို့ကိုကြီးစွာသောနေ့၌စစ်ကြောစင်ချင်းလို့ငါထာဝရချင်အောင်ချင်းအဖြစ်မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏ဟာအဲ့ဒါကတနည်းအားသက်သက်ဖြစ်ပါတယ်ခုနကနှောရလက်ထက်ကဟာနဲ့မရောပါနဲ့ ပြီးငရဲလည်းမဟုတ်ပါဘူးအရာပြီးရင်လူစီဖာအဖွဲ့မဟုတ်ဘူးလူစီဖာနောက်ပိုင်းမှာလည်းကိုရရောက်စွန့်ခွာတဲ့ကောင်းကင်စမှာနေရှိတယ်ဆိုတာနားလည်ဖို့ဖြစ်တယ်ဘာလို့လဲလူစီဖာဖွဲ့ကမချင်အောင်ထားဘူးလေအခုတစီတရဲ့နတ်တွေဝိညာဉ်ဆုနဲ့ဆိုးတယ်အော်ညူတန်ညညူတန်နတ်တွေနတ်ဖရားတွေနတ်သမီးတွေစသဖြင့်ပေါ့နော်အဲ့ဒါဖြစ်နေတာဖြစ်တယ်သူတို့က ဒီချင်းအောင်ထားတဲ့ကောင်းရင်သမားတသက်ရှိတယ်ပေါ့ဒါနဲ့ပတ်သက်လို့တော့เนาะအငင်းပွားပွေရာတော့နည်းနည်းဖြစ်တဲ့အရာရှိတယ်အဲ့ဒါကတော့အလုံးသိပါတယ်ဟိုကပောက်ချန်ခန်း၆မှာเนาะဘုရားသခင်အသားတွေကเนาะလူသမီးတွေလှတယ်ကိုတွေ့ပြီးတော့မှသွားပြီးတော့မှဒီနေ့ဟိုဘယ်လိုခေါ်မလဲအတူနေတယ်ပေါ့ဆိုရဲဟာလေ ။အဲ့ဒါလည်းတချို့အငင်းပွားတာရှိတာပေါ့။ဒါမဟုတ်တူတာဒီနေ့တော့ပြောပြတာပဲ။နည်းနည်းရှင်းသွင်းခွင့်လွတ်ပါနော်။သူကကောင်းကင်ကမှဖုံမမရှိဘူးမှန်ပါတယ်။မှန်မှန်တယ်။အဲ့တော့ကောင်းကင်ကမဖြစ်နိုင်ဘူးအဲ့ဖရာသားလို့ကျွန်တော်ကအလွယ်တကူဆိုရပေါ့။အမှန်တော့ကပ္ပဝချံကိုကြည့်တဲ့အခါမှာကောင်းကင်တမန်တွေဟာနော်ဖယားသခင်ရဲ့အစေကိုခံတဲ့ကောင်းကင်တမန်တွေဟာဒီနေ့လူသားအဖြစ်ကိုရောင်ဆောင်ပြီးတော့မှ ဒီလောကကိုနော်လာလိရှိတယ်ဆိုတာနော်တွေ့ရမှာဖြစ်တယ်နော်ဟိုမှာအာပြန်ဆိုလဲဖယားသခင်လို့မြင်ပေမဲ့ကောင်းကင်ကမန်နော်သုံးပါးပါပဲအလူနဲ့မြင်တာလေစားနိုင်တောက်နိုင်တယ်နော်ခန္ဓာကိုယ်ပါတယ်ဆိုတော့ကျွန်တော်တို့ခန္ဓာယောက်ျားပုံစံတို့ယူရင်ယောက်ျားပေါ့မိန်းမပုံစံယူမိန်းမပေါ့အထူးသဖြင့်ယောက်ျားပုံစံယူတဲ့သဘောပေါ့လောတာစင်မှာလဲကျွန်တော်တွေ့ရတာပဲ ပြီးရင်ယာကုပ်နော်နပန်းတောင်လုံးတယ်လေကောင်းကင်သမန်ကအဖယားလို့လဲဆိုတာနော်ဘောင်းဆိုတော့ဖယားအနေနဲ့သူကလာတာဖယားကိုစားလေကောင်းကင်သမန်ကဘယ်လိုလဲလူသားအနေနဲ့လာတယ်ဆိုတော့လူသားဖြစ်ဝင်ပြီးတော့မှနော်ခန္ဓာကိုယ်ယူတယ်ဆိုရင်တော့နော်ခုနပြောတဲ့ကပောက်ချံခန်း6ထဲမှာလူသမီးတွေလှတဲ့အတွက်ตัวสัสสารเนี่ยสรว่า အဲ့ကောင်းကင်သမားနဲ့ဖြစ်မှာပေါ့ဘုရားသခင်အလိုတော်ဆန့်ကျင်ပြီးတော့မှဘုရားသားတွေကလူသမီးတွေကိုဆက်ဆံနေဆိုတာเนาะအဲ့တော့စဉ်းစားစရာရှိတာကတော့အဲ့ဒီကောင်းကင်သမားနေဖြစ်เสียအကြောင်းရှိပါတယ်ပေါ့သူကကောင်းကင်သမားအနေနဲ့သူဆက်ဆံလို့မရဘူးဘာလို့ဆိုတော့ तू ကဒီသူတို့မှာကဖူမတဘာဘောကမရှိဘူးတောက်တော်လဲသူတို့ကတကိုးရှိတဲ့အတွက်လူသားအဖြစ်เนาะဟန်ဆောင်လို့ရတယ်เนาะ ဟန်ဆောင်လို့ရတဲ့ခါကျတော့ယောက်ျားဟန်ဆောင်ကျွန်တော်လူဖြစ်မှာပေါ့ကိုင်ကအတိအသိရှိမယ်အဲ့ဒီအဖြစ်လူသမီးတွေကိုသွားဆက်ဆံတဲ့ခါမှာနော်ဒီနေ့ဟိုကောင်းကင်ကိုအရက်အရာကိုဆွန့်ပြီးတော့မမောင်မိုက်တန်ကျွန်းနဲ့ချီတယ်ဆိုသူတို့ပြောတာဖြစ်တယ်ပရမငရဲမှာအပြစ်ပေးသေးတယ်အပြစ်ပေးပေးတာနဲ့မဟုတ်မပြီးသေးဘူးတရားရှင်ဖို့တော့ပြန်လာအမောင်မိုက်ထဲမှာချီထားတယ်ချုပ်ထားတယ်ဒီလိုရှိပါတယ်ပေါ့နော်ဒီလိုရှိပါတယ် ။ဒါကြောင့်ဓမ္မမိတ်ဆွေပြောချင်တာကတော့ကျွန်တော်ကိုယ်ကိုယ်နဲ့ဖရာဟာနော်ဖရာတက်ရှင်တဲ့သူရောတည်တဲ့သူရောတလောကလုံးကိုနော်တရားရှင်မဲ့ဖရာဖြစ်ပါတယ်။နော်တင်ကိုယ်ကိုယ်နဲ့ဖရာတင့်ကိုတရားရှင်မဲ့ဆိုတော့တင်တော့လွတ်ပြီပေါ့ကျွန်တော်လည်းလွတ်တာပေါ့ဘလို့ကြီးစုကြီးလဲဘာကြောင့်လဲနော်ကျွန်တော်ကိုယ်ကိုယ်နဲ့ဖရာကျွန်တော်ရဲ့တရားရှင်နဲ့ တရားသူကြီးဖြစ်နေမှာတော့လွတ်ပြီပေါ့ဟာအဲ့တော့ငါတို့ဘုရားသခင်ဟာတဲ့နော်ငါတို့တရားသူကြီးဖြစ်တော်မူပြီငါတို့ဘုရားသခင်ဒီတဲ့ငါတို့ပြည့်ညတ်တရားရှင် ဖြစ်တော်မူပြီငါတို့ဘုရားသခင်ဒီငါတို့ရဲ့ရှင်ဘုရင်ဖြစ်တော်မူ၏ကဲလွတ်တော်မူလိမ့်မည်သူလိုပြောတယ်မိတ်ဆွေတင်ကောင်းလို့တင်တော်လို့မဟုတ်ပဲနဲ့တင်ကိုကိုရဘုရားဟာနော် တရားသူကြီးဟုတ်တယ်လို့ဥပရိပြုတဲ့ဖရာဖြစ်တရားပိုင်ရှင်ပေါ့နော်ပြုတဲ့သူဖြစ်တယ်လို့ရှင်ဘရင်အုတ်ချုပ်သူဖြစ်တော့ကြောင့်သင်ဟာကျေးဇူးတက်တဲ့ကြောင့်အပြစ်စင်ခြင်းကနေနော်လွတ်မြောက်မှာဖြစ်တယ်ဒါကိုမမေ့ပါနဲ့လို့ခေါ်ပေးနေတဲ့နေကုန်းချုပ်ပါတယ်ဖရာသခင်သည်သင်တို့အားလုံးကောင်းချီးပေးပါစေတော့အာမင်